မင်းကင်းမှာပကဖာပအဖာနဲ့ PDF တွေကိုပြည်သူလူထုကဆန္ဒပြနေကြတယ်တဲ့ဇော်ဝေစုပြောတော့24နာရီပြည်သူတန်ကိုနားထောင်ပါလေစို့ပြည်သူကအနုစီဆိုရကိုအားမလို့အားမရဝေဖန်လို့ရှိရင် Facebook ပေါ်မှာစာလေးတစ်ကြောင်းရေးပြီးပြည်သူကဝေဖန်နေဆိုရင်တော့တိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာ24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့အမြန်ဆုံးဆောင်ရွက်ပေးပါတယ်ဆို့ ဆိုဝေစုပြောခဲ့တာလေဘယ် PD ရဲ့အဖွဲ့ကဘလူအပြစ်တွေလုပ်တယ်လဲဘလူအမားတွေလုပ်တယ်လဲပြည်သူကဝေဖန်ထောက်ပြတဲ့အခါ24နာရီစစ်ကနေနဲ့ချိန်ဆက်ပြီးတိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာအဖွဲ့အစည်းတွေဖွဲ့ပြီးဆောင်ရွက်နေပါပြီလို့ဇော်ဝေစုပြောခဲ့တာ၃နေ့ရှိပြီလေအချိန်နေကြလို့ကိုပြောတဲ့စကားကိုမေ့သွားတာလားအခုမင်းတကင်းမှာ တပုံမယာနဲ့တပုံသားတွေဆန္ဒပြတာက၃ချိန်ရှိပြီးအခုမှပြတော့မဟုတ်ဘူး။သူတို့ပါဇက်ကပြူစောထီးရွာလို့ပြူစောထီးပါလို့မပြောပဲပြည်သူလို့ပြောပြီးဆိုတဲ့ကအဲ့ဒီပြည်သူဆိုတာတပုံမယာနဲ့တပုံသားအကြမ်းဖက်အားပေးတယ်လေ။သူတို့ဆန္ဒပြတာ၃ချိန်ရှိပြီးအခုမှဆန္ဒပြတာမဟုတ်ဘူးဇော်ဝေဆိုးပြောတယ်၂၄နှစ်ကြီးစက္ကရနဲ့ချိတ်ဆက်နေတဲ့ချိတ်ဆက်စောင့်ကြည့်နေတဲ့အဖွဲကဘယ်ရောက်သွားလို့လဲစကိုင်းတိုင်းဆိုတာခင်ဗျားတို့ထိတ်ထုတ်ထားတဲ့ဒေတာဆို ပြောတော့သတိုင်းတိုင်းရဲ့60ရာခိုင်နှုန်းကို NUG အစိုးရကထိန်းချုပ်ထားပြီဆိုဒါကြတော့ဘာလို့မမြင်တာလဲဒီပြီးတူတန်ဘာလို့ခမရတို့နားမထောင်တာလဲเนาะအဲ့မှာသူတို့ဆိုင်းပုတ်လေးတွေကြိုင်နေတွေ့တာတို့ပြည်သူတွေထုတ်ခံတဲ့တော်လန်ကြီးဟာအာနာယူဖို့လမ်းခင်းပြတာမဟုတ်ဘူးလေအဲ့မှာဆိုင်းပုတ်ကြီးတွေကြိုင်နေဆန်ထားပြတာမမြင်ဘူးလားဇော်ဝေဆိုးပြောတဲ့24နာရီစက္ကနင်းနဲ့စောင့်ကြည့်ပြီးပြီးတူတန်ကိုနားထောင်ပြီးဆောင်ရွက်နေတဲ့အဖွဲ့တွေဘယ်သွားပြီးအိပ်ပျော်နေကြတာလဲအန်ယူဂျီဝင်ကြီးများတဲ့လေထဲမှာပဲ နေမနေပါနဲ့မြေပြင်လဲစင်းကြည့်ပါဦးနဲ့နော်ပြည်သူဆန္ဒနဲ့မညီပဲနဲ့လောင်မြေကျုံးပေါ်မှာရွှေမျိုးမောင်းခြင်းအလိုမရှိခရိုနီနဲ့ပေါင်ရွှေမျိုးမောင်းအာနာရှင်လက်သက်အလိုမရှိတဲ့နော်ဆိုင်းပုံကြီးတွေကြီးကြီးတွေပဲဆန္ဒပြနေကြတာပြည်သူတို့ရဲ့အသက်အိုးဝင်ဆုံးလို့ခက်ပေးဆက်ခဲ့ရတာကတော်လန်စီးပွားသမားတွေချမ်းသာဖို့အတွက်အနုကြည်အစိုးရကလုပ်နေတာလားတဲ့နော်အဲမှာဆိုင်းပုတ်တွေကမိဆန္ဒပြနေကြတာရွှေမျိုးတိုက်ပြီးချမ်းသာနေတာပြည်သူကသိကြတယ်နော်တဲ့မြေပြင်စင်းကြည့်ပါအန်ယူကြီးတဲ့ သူတို့ဆန္ဒပြတာ၃ချိန်တော့ရှိပြီတနာပါတယ်။ဇော်ဝေစိုးပြောတော့24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့ပြည်သူအတန်ကိုနားထောင်နေပါတယ်။အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်တဲ့။ကိုပြောတဲ့စကားကိုကြားလို့မေ့သွားတယ်ထင်တယ်။ရှင်မေ့ပေးမယ်။ကျမကမမေ့တော့ခက်တယ်။နောက်ထပ်တင်းတို့ဖောင်ပြင်းမျိုးနယ်ကပါကဖတာဝန်ခံတို့တာဝန်ပြက်ကတ်မှုနဲ့ရာထူးကရက်ဆိုင်ခံရပါတယ်တဲ့။ဇိုင်းတိုင်းဒေတာကြီးဖောင်ပြင်းမျိုးနယ်မှာပါကဖတာဝန်ခံဥပြုံချူတာဝန်ပြက်ကွက်ပြီးတော့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက်ရာထူးကရက်ဆိုင်ခံရပါတယ်။ဒီပါမုတ်တဲ့မြို့နယ်ပကဖလေးကြတော့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ရာထူးကဆိုင်ငံ့နေဆိုရင်အန်ယူဂျီကျမ်းမာရေးဝန်ကြီးဇော်ဝေစုအန်ယူဂျီပညာရေးဝန်ကြီးဇော်ဝေစုတော်လည်ရေးကတောင်းမှုရောက်နေပြီးနောက်နှစ်2024ဆိုရင်နေပြည်တော်ကိုတိမ့်ပြီဆိုပြီးဗျံပရာပြောခဲ့တာကြတော့ခင်ဗျားတို့ဘာလို့ရာထူးကမဆိုင်ငံ့တာလဲ။ ခင်ဗျားတို့ကအဲ့ဒီလိုပဲမရှိခိုးနှိုးမလှဆုံးညိုးဆိုပြီးတော့အောက်ခြေအားပကဖအပဖလေးတွေပဲခင်ဗျားတို့ကထိုးတွေးနေရတာဟင်ဘာလို့လဲအနုကြီးခွင့်ကြီးချုပ်မောင်ဝဲခိုင်တဲ့ပြောတာ အန်ယူဂျီကဝေရောက်ဆိုးရောက်ဖွဲ့လို့မရပါဘူးတဲ့ဒါကြောင့်မို့အန်ယူဂျီဝင်ကြီးတွေအကုန်လုံးမြန်မာပြည်တွင်းထဲကိုပြန်လာကြပါတဲ့အခု2025တလပိုင်းရောက်ခေါ်ခဲ့တာအခု17လပိုင်းဖြစ်နေပြီ2025အကုန်ဘူတလပဲကျန်တော့တယ်ဘယ်ဝင်ကြီးတွေဝင်လေးတွေမြန်မာပြည်ထဲကိုပြန်လာပြီးတော့အခုလက်ရှိမြန်မာပြည်မှာရုံးဆိုင်နေတယ်လေဒီကောင်နေကြတော့တာဝန်ပြက်ကွက်မှုတာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညှဉ်းပန်းမှုအဲ့ဒီအမှုတွေနဲ့ဘာလို့ယာတို့ကမရက်ဆိုင်တာလဲ ဟွန်းရှင်တို့ကဟိုမြင်းနေရလှန်ဆိုင်တယ်ပကဖတာဝန်ခံဖောင်းမြင်မျိုးနေပြုံးချိုကြတော့တာဝန်ပြက်ကွက်လို့စီမံခန့်ခွဲမှုညံပြင်းလို့ရာသူကဆိုင်ရနေလို့ပြောတယ်တမရလက်ချိဝကိုရံအမိတ်ထုတ်ပြီးတော့မြမပြည်တွင်းနဲ့ကိုပြန်လာရမယ်လို့ခေါ်တာတမရစကားသမရလချီဝါဇကဘသူကမှဖနှက်ချားတော်မညက်တာကြခင်ဗျားတို့ဘာလို့မဆိုင်ငံတာလဲဘာလို့အရေးမရှိတာလဲဘာလို့အပြစ်မပေးတာလဲအခု2025တလားပိုင်းဇကိုင်းတိုင်းမှာ အန်ယူဂျီအစိုးရရုံဖွင့်ပါမယ်ဝင်ကိုလက်ပြောခဲ့တယ်အခုမဖွင့်နိုင်ဘူးဒါဆိုရင်ဘာလို့တာဝန်ပြတ်ကွက်မှုနဲ့စီမံခန့်ခွဲမှုညှင်းပြင်းလို့ဆိုပြီးဘာလို့ခင်ဗျားတို့ရာထူးကမဆိုင်နိုင်တာလဲเนาะအခုမင်းခင်မှာဆန္ဒပြတယ်ဆန္ဒပြတာတွေကဖွေမျိုးတွေစီမံဖွေမျိုးစီမံကိန်းတွေဖွေမျိုးတိုက်လို့ဆန္ဒပြတယ်အဲ့ဒီဖွေမျိုးတိုက်တာတွေကအန်ယူဂျီတယန်ဇာတရေးရဝင်ကြီးရဲ့လက်မှတ်နဲ့တရားဝင် ပတ်တုံတို့ပကဖ PDF တွေဟာရွှေမျိုးလုံနေကြတယ် ဒါအဲ့ဒီတင်ရန်ဇာတရေးရဝင်ကြီးတင်ထွန်းအောင်ပြောခဲ့တာတော်လန်ရေးကိုနှစ်နှစ်နဲ့ပြီးတိုက်မယ်တော်လည်းရအခု၄နှစ်ပြည့်လို့၅နှစ်ကျော်ရောက်လာပြီဒီတရားစာတရေးရဝင်ကြည့်ကြတော့ဘာကြောင့်တာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးရာထူးကမရဆိုင်တာလေဖြေကြတယ်ဖြေကြတယ်လောင်ကြတယ်နောက်ထပ်သတင်းပို့ စကိုင်းတိုင်းကနေမျိုးနယ်တရားသူကြီးဖွဲ့ဥက္ကဋ္ဌဒေါ်ပန်ထွားနဲ့မြို့နယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဥက္ကလုံဦးစာမနေနဲ့ဦးပင်လုံတို့၄ဦးကိုတာဝန်ကနေရက်နာထားပါလေ။ဟိုကနေမှာရှိတဲ့အောက်ခြေကမျက်နှာမွေးကျုံးမွေးမရှိခုံလို့မလားဆုံးမျိုးဒီလိုလူတန်းစားတွေကြတော့မြေနဲ့ရလှန်ဆိုင်ပြီးယာတို့ကရက်နာတယ်။အာဂတိမှုငွေကြွေးအလွဲသုံးစားမှု ။ဒါဆိုရင် CRB ကတော့ဖြူဖြူတင့်လို့ Dragonfly နှက်ကန် project ကအမေရိကန်ဒေါ်လာ6သန်းပေါ်ဒီနီခိုးစားသွားတာကြောင့်ခင်ဗျားတို့ NUG ဆိုရာကဘာလို့မဆိုင်နေတာလဲ။ဘာလို့ယာတို့ကမရက်ဆိုင်တာလဲ။ဘာလို့အပြစ်မပေးတာလဲ။ဟွန်း။ဟွန်း။ကျမမေးမယ်။ CIA ကဒေါ်ဖီဘူတင်းတို့အမေရိကန်ဒေါ်လာ6တန်းခိုးသွားတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီမှာတက်ကောင်မျိုးတို့မအာရင်တို့ ်ပြောရတာသူတို့ပါဇက်ကလည်းအမျိုးထွက်ဖင်ရလည်းလိတ်ကောင်းထွက်နေတယ်အဲ့ဒီအတန်ကြီးကြတော့ခင်ဗျားတို့ဘာလို့နားဆိုင်မထောင်တာလဲခင်ဗျားတို့ကိုယ်တိုင်ကကြားကြောက်လို့ရှိရင်ဤကိုရှင်ကြီးကြားချက်ဆို animal fan ဖြစ်နေတယ်ဒါကြောင့်မို့ animal fan ဆိုတဲ့အကြောင်းကိုထပ်ခါထပ်ခါပြောခုတယ်ခင်ဗျားတို့ကစာမတက်တော့အဲ့ animal fan ကိုမဖတ်တတ်ဟိုဟောင်းစီလိုဟောင်းမြက်လောင်မြက်ကျော်လို့ဆိုပို့ဆိုရယ်စာမတက်ပင်မတက်ဖြစ်တန်းတော့တောင်မအောင်နဲ့ကောင်းနေဆိုတော့ ် animal fan လဲသူတို့ဖတ်တတ်မှာမဟုတ်ဘူးခင်ဗျားတို့မဖတ်တတ်မှာဆိုလို့ကျွန်မမြမလို့အခင်ပါတောင်းဘာသာပြန်ထားတဲ့ခြေလေးချောင်းတော်လည်းရေးဆိုတဲ့ဝတ္ထုရှိတယ်ရှာဖက်ကြည့်လို့ပြောတော့လည်းပဲညံမမိဘူးတကယ်ခင်ဗျားတို့က animal fan နေတယ်ပြောရတယ်တော့တနာတယ်